ီလီကငလင်တန်တင့်ခဲ့တဲ့ကြီးရွာတွေမှာပြန်လည်ထူထောင်ရေးလုပ်ဖို့ကုန်စည်နှုန်းတွေမြင့်တက်နေတာကြောင့်အခက်အခဲတွေကြုံတွေ့နေရပါတယ်။ဒီသတင်းကိုနှင်းနှင်းပေးပို့ထားပါရရှင်။ရှမ်းပြည်နယ်တောင်ပိုင်းကအင်းလေးဒေသဟာမတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်တန်ကိုကြုံတွေ့ခဲ့ရပြီးနေအိမ်ပေါင်း3200ကျော်ရိုင်းလဲပျက်စီးခဲ့ရတဲ့အပြင်ဒေသခံပြည်သူအယောက်100ကျော်လည်းတေဆုံးခဲ့ရပါတယ်။ ငလင်းတန်ခံရပြီးတလားကြော်ထိ နေအိမ်တွေပြန်လည်တက်မှတ်ဖို့နဲ့ပျက်စီးသွားတဲ့နေအိမ်တွေကိုပြန်ဆောက်ဖို့အတွက်အခက်အခဲတွေရှိနေကြပါတယ်။ကိုဗစ်ငလင်းပြီးမှတက်စီဝါစီအမှုအကဆေးတွေကအရင်ကနေမတူတော့ဘူး။ဆေးတွေအများတက်လာတယ်။အရင်ကစစ်တက်တာကိုစစ်ဖက်နဲ့တက်ကိုဗစ်25တက်။ဝါအရင်ကစစ်နဲ့ချောင်းအခုကတောင်းသားဆောင်။တက်တမားကလည်းခေါ်လို့အစ်မပြီးဘူး။တအဲလုံးအတိတ်တန်နဲ့ပြက်တာဆိုတော့လက်တမားတွေကခေါ်လို့အစ်မပြီးတဲ့အတွက် ီးတင်းတလောက်မပြီးတော့ဘူးပေါ့အဲအခုမိုးရကြီးရောက်တော့မှဆိုတော့အဲလက်ထမအခက်ခဲရှိတယ်ကုံစင်းတော့လည်းတအားတက်တော့ဒီမှာအင်းထဲမှာလူတွေကဒါအဆင်မပြေကြဘူးပေါ့ငလျင်လောက်ခတ်ခဲ့ပြီးတနေ့ထက်တနေ့ကုံစင်းနှုံးတွေမြင့်တက်လာတာကြောင့်ငလျင်တန်ခံရတဲ့အင်းလေးဒေတာကဟဲရရေလဲကြာတော့တလဲဦးဇရက်ကြီးရှေးဝကြီးမြောင်းဝကြီးစိတ်တအင်းဘောခုံနဲ့တခြားကြေးရွာတွေမှာပြန်လည်ထူထောင်ရေးအတွက်လိုအပ်နေတာပဲဖြစ်ပါတယ်။ အိမ်ကြီးပြန်လေခေါင်းမိုးဝေးလို့ပြူနေနေအိမ်မြုပ်နေတဲ့အိမ်ကြီးတော့မှဘာမှမဆိုင်နိုင်ဘူးခုကလည်းဒီတိုင်းပဲလူဝင်အားလည်းမရှိဘူးပြီးတော့ပစ္စည်းထားဖို့ကြီးပေါ်ရလေဖြစ်နေလေခုကြည့်တော့အဲ့လိုမျိုးဖြစ်နေတော့မှတနည်းထက်တနည်းစိရရတစားတစားလို့တက်တက်လာတယ်အဲ့တော့တယ်လီဖုန်းရေးတော့အချိန်ယူလိုက်လေအချိန်ရယူလိုက်လို့ရှိရင်စီးနှုံးနေရလေဒါထိုးတဲ့တော့အချိန်မယူဘဲရှင်းလုံးဝင်စလို့လေအဆင်မပြေပြခက်ခဲရလို့ဖြစ်နေကြတယ်အကုန်လုံးလေး ဒေသခံတွေကအခုလက်ရှိမှာမိုးကတဲထိုးပြီးနေထိုင်တာလေပေါ်မှာမိုးကမိုးပြီးနေထိုင်ကြတာတွေကြောင့်မိုးရလာတဲ့အခါမိုးမလုံတာတွေကိုကြုံတွေ့နေရပါတယ်မကြခင်မှာလဲမိုးရသည်ရောက်တော့မှဖြစ်လို့မိုးမလုံတဲ့ဒဏ်တွေတောက်သုံးရေရှားပါတဲ့ဒဏ်တွေကျန်းမာရေးထိခိုက်မှုတွေကုံစင်းနှုံထပ်မံမြင့်တက်လာမှုတွေကြုံတွေ့နေရမှာကိုလဲစိုးရိမ်နေကြရပါတယ်ကျမနင်းနင်းမှာ